မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မှာအသက်24နှစ်အရွယ် hip hop နဲ့ rap ဂီတာသမား Isel ခေါ်ကိုထက်ဝေယံကိုစစ်တပ်ကညတကောင်ရန်အချိန်မှဝင်ရောက်ဖမ်းဆီးသွားပြီးတော့အလောင်းပြန်လာယူရန်မိသားစုကိုအတိပေးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ20ရက်နေ့ည7:00နာရီအချိန်မှာမန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ဝေတောင်ကျေးရွာအုပ်စုကလားကြီးချန်ကျေးရွာကအသက်24နှစ်အရွယ်ကိုထက်ဝေယံခေါ် Isel ကိုစစ်တပ်ကကားနဲ့လာရောက်ဖမ်းဆီးသွားတယ်လို့သိရပါဗျ။အဲဒီနောက် မေလ21ရက်နေ့မှာမန္တလေးစေယုံကြီးရင်ခွဲယုံက ကိုထက်ဝေရန်ရဲ့အလောင်းကိုစေယုံကိုရောက်ရှိနေပြီဖြစ်ကြောင်းကျန်ရည်သူမိသားစုထံအကြောင်းကြားလာတယ်လို့သိရပါဗျ။ကျန်ရည်သူမိသားစုကမန္တလေးစေယုံကြီးရင်ခွဲယုံကိုလိုက်သွားတဲ့အခါမှာစစ်တပ်ရဲ့ညှိမှန်နှိပ်စက်ဒဏ်ရာများနဲ့တိတ်ဆုံးနေတဲ့ကိုထက်ဝေရန်ရဲ့အလောင်းကိုတွေ့ရှိခဲ့ရတယ်လို့ပြောပါဗျ။ညက်နာဥကောင်းနဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့တိတ်ဆုံးခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗျ။ ်သူကဘာပြစ်မှုမှကျူးလွန်ထားတာမရှိပါဘူးပြစ်မှုမှတ်တမ်းလည်းမရှိပါဘူးအဲ့ဒါကိုအိမ်အထိလာဖမ်းပြီးတော့ညင်မှန်နှိပ်ဆက်ပြီးတော့တတ်ဖြတ်လိုက်တာပါသူ့မှာဇနီးနဲ့နှစ်နှစ်ခွဲအရွယ်တမီးလေးကြံခဲ့ပါတယ်အလောင်းကိုလည်းစေယုံကနေတဆင့်ပဲတကြိုခိုင်းတယ်တကြိုပြီးပါပြီလို့ကိုထက်ဝေယံရဲ့မိတ်ဆွေကရှင်းပြထားပါတယ်စစ်တပ်ရဲ့ဖမ်းဆီးတတ်ဖြတ်ခြင်းကိုခံလိုက်ရတယ်ကိုထက်ဝေယံခေါ်အစ်ဇဲဟာအေးဆေးစွာနေတတ်တဲ့ဂီတာသမားတို့ဖြစ်ပြီးတော့ဝါသနာပါယာ DJ Hip Hop နဲ့ Rap ဂီတာကိုဒီဇိုင်းမှန်မှန်လှုပ်ဆောင်နေသူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်တီးရိမ်မြို့နယ်စီရင်ဒေသမှာစစ်ကောင်စီစစ်ကြောင်းနဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တို့ကြားမှာတိုက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုများစွာနဲ့ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ18ရက်နေ့ကစတင်ပြီးတော့ကလေးမြို့ကနေတစဉ်စစ်ကောင်စီတပ်ကအင်အား900ကျော်ကိုအုံပြုကချင်းပြည်နယ်ဘက်ကိုထိုးစစ်ဆင်လာတဲ့အတွက်ချင်းတော်လိုင်းပူးပေါင်းတပ်ဖွဲ့များပူးပေါင်းပြီးတော့တီးရိမ်မြို့နယ်စီရင်ဒေသကနေခုခံတိုက်ခိုက်လျက်ရှိရာမေလ20ရက်နေ့မနက်၈နာရီကစတင်ပြီးတော့ ဒီကနေ့မေလ23ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုများပြားပြီးတော့ စစ်ကောင်စီတပ်ကိုဆုတ်ခွာထွက်ပြေးနေသူများလည်းရှိနေတယ်လို့သိရပါဗျ။တိုက်ပွဲကမေလ22ရက်နေ့မနက်8:00နာရီကစဖြစ်တာပါ။အခုချိန်ထိပဲလေကြောင်းတော့မသုံးဘူး။အင်အားက900ကျော်လောက်ရှိတယ်လို့သိရတယ်။ထိခိုက်ဒေဆုံးမှုတွေလည်းများနေတယ်။ထွက်ပြေးနေတဲ့ကောင်တွေလည်းရှိတယ်လို့ CDF, CDM, စီရင်ကပြောရေးဆိုခွင့်ရှိသူကိုဒီကီကပြောဆိုထားပါဗျ။၎င်းအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို CDF, CDM, စီရင် PDF ဇိုလန်နဲ့ CDF KKG တို့ပူးပေါင်းကခုခံတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်ဒီတိမ်မြို့နယ်စီရင်ဒေသမှာရှိတဲ့ MOLP, Wormsan, Tengsan, လန်စန်းစတဲ့ကြေးပါများကပြည်သူတထောင်ကျော်ဟာစစ်ဘေးတိမ်းရှောင်နေရပြီးတော့ပြည်သူများအနေနဲ့ဝိုင်းဝန်းကူညီပေးကြပါရန် CDF CDM စီရင်ကမြစ်တာရက်ခတ်ထားပါတယ်။တရားတော်စစ်အောင်ကိုအောင်ရမှာဖြစ်ပါတယ်။တတ်နိုင်သလောက်အကောင်းဆုံးစ조사ပြီးတော့ကာကွယ်ခုခံနေပါတယ်။မိဘပြည်သူတွေအနေနဲ့စုတောင်းကူပေးကြပါလို့ CDF CDM စီရင်ရဲ့ပြောရေးဆိုခွင့်ရှိသူကိုဒီကီကပြောဆိုထားပါတယ်။အလားတူပဲတီတိမ်မြို့နယ်စီရင်ဒေသခိုင်ကန်းကျေးရွာနဲ့မွန်ပြီးကျေးရွာကြားမှာအဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုခုခံတိုက်ခတ်ခဲ့ရာ CDF CDM စီရင်ဘက်ကရဲဘော်တအ ဦးလူမျိုးနဲ့နိုင်ငံတော်အတွက်အသက်ပေးလူခဲ့ရတယ်လို့သိရပါတယ်။အခုလိုမျိုးအသက်ပေးလူသွားတဲ့ CDM CN မိသားစုများနဲ့ထပ်တူ Zone National Union Zone Army ကထပ်တူဝန်내ခြေခွဲရတယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်ငကားတွင်းရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ရန်ကားပစ်ခတ်လို့ဒေသခံပြည်သူနှောက်ဦးတေဆုံးကရှေ့ဦးတန်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခရဲမှလူပြက်ခင်လိုက်တဲ့ဒိန်းအောင်တို့ပါဝင်တဲ့ စစ်ကောင်စီအုပ်စုရဲ့ပျော်ဝဲရှင်ပွဲပြုလုပ်နေတဲ့အချိန်လုံခြုံရေးအတွက်ဆိုပြီးတော့စစ်ကောင်စီအုပ်စုကမေလ22ရက်နေ့ညနေ4နာရီကျော်ကနေပြီးတော့ည9နာရီကျော်အထိမြို့ရဲ့ပတ်ပတ်လဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာလို့သိရပါတယ်စစ်ကောင်စီအုပ်စုဟာမုံရွာမြို့ပေါ်နဲ့မြို့ပတ်လဲကအထိုင်းစခန်းတွေဂိတ်တွေကနေပြီးတော့လက်နက်ကြီးတွေနဲ့ရန်ကားပစ်ခတ်ခဲ့တာဖြစ်ပြီးမအူဂိတ်ကပစ်ခတ်တဲ့လက်နက်ကြီးတွေဟာမြို့ရဲ့တောင်ဘက်ပိုင်းကနဂါးတွင်ကြေးရွာတဲကို6လုံးအထိကြာရောက်ပေါက်ကွဲပြီးတော့ပြည်သူတွေတိုက်ဆုံးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကသတင်းပေးဖို့ပြောကြားထားပါတယ် ဘာတိုက်ပွဲမှမရှိပါဘူးဘာမှလှုပ်ရှားမှုမရှိဘဲနဲ့လက်နက်ကြီးတွေနဲ့ရမ်းထူတာရွာကန်တွေကတောကအပြန်အလုတ်ကအပြန်ရေချိုးမိုးချိုးပြီးတချို့လဲခမင်းစားတော့နားနေတဲ့အချိန်ရုတ်တရက်ကြီးလက်နက်ကြီးတွေကြလာတာရှောင်းချိန်မရလိုက်ဘူးလို့ဒေသခံတို့ကပြောပါတယ်ငကားတွင်းရွာရွာလေရက်ကိုလက်နက်ကြီးနှလုံးနဲ့အမတ်တွေရက်ွက်ကိုလက်နက်ကြီး၄လုံးကြောက်ရောက်ပောက်ွဲပြီးတော့ရွာကန်အသက်40ဝန်းကျင်အရွယ်အမျိုးသမီးနဲ့အမျိုးသားတို့နှစ်ဦးသေဆုံးကရှေ့ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တချို့ကတော့အသက်အန္တရာယ်ဆိုးရင်ရတယ်လို့ငကားတွင်းရွာကန်တို့ကပြောပြထားပါတယ် သေဆုံးတဲ့ဒဏ်ရာရရှိသူတွေဟာတာမန်လက်လုံလက်စားရွာကန်ပြည်သူတွေဖြစ်ပြီးတော့ကြံရည်သူမိသားစုစားဝတ်နေရေးနဲ့စေဝါကုသရေးအတွက်အခုညီတွေလိုအပ်နေတယ်လို့ကုညီသူတွေကပြောပါတယ်လက်နက်ကြီးတွေကြောက်ရောက်ပောက်ကွဲပြီးတော့ငကားတွင်းရွာကပြည်သူတွေဝရုံသုံးကနဲ့ထွက်ပြေးနေရတယ်လို့ပြောပါတယ်မုံရွာနမခအတွင်းလူပြက်ခင်လိုင်းနဲ့ဒိန်းအောင်တို့ကစစ်ကောင်စီအုပ်စုကိုဖျော်ဖြေနေတဲ့အချိန်လုံခြုံရေးအတွက်ဆိုပြီးတော့မုံရွာမြို့ပတ်ပတ်လဲမှာစစ်ကောင်စီအုပ်စုကလက်နက်ကြီးတွေနဲ့ရန်ကားပစ်ခတ်ခဲ့တာဖြစ်ပြီးမုံရွာနယ်မှာသာမကား ဘူးတလင်းတွေကကြေးဝါးတွေကိုလည်းလက်နက်ကြီးတွေကြားရောက်ပောက်ကွဲခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမြင်းမှုမြို့နယ်အလကပကြေးရွာအနီးမှာစစ်တပ်ကင်းလဲစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သားနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမေလ22ရက်နေ့ည7:00နာရီကန်က မြောင်းလန်းခွဲကအင်အား20ခန်းနဲ့အလကပကြေးရွာဘက်ကိုကင်းလေထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုအလကပကြေးရွာတောင်ဘက်အရောက်ဘိုတိုင်းကတပ်ဖွဲ့ကရဲဘော်များကမိုင်းသုံးလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ရာစစ်သားနာဦးတိတ်ဆုံးပြီးတောဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အင်အား20လောက်နဲ့အလကပကြေးရွာဘက်ကိုကင်းလေထွက်လာတာပါကားနဲ့ထွက်လာတာမိုင်းဆွဲပြီးတော့သူတို့လူထိတော့ကျွန်တော်တို့ကိုလိုက်ရှာသေးတယ်။အရန်ထားတဲ့မိုင်းတွေကိုခွဲပြီးတော့တားလိုက်ရတာနောက်ဆက်တွဲထိခိုက်တိတ်ဆုံးမှုကတော့သတင်းမရသေးဘူးလို့ဘိုတိုင်းကတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗျ။ အလားတူပဲမကွေတိုင်းဆလင်းမြို့နယ်လင်းစင်းတိုက်နယ်မှာအထိုင်ချတပ်ဆွဲထားတဲ့ရဲစခန်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိခဲ့ကြောင်းမင်းမူခရအမှန်ငါတိုက်ရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။မေလ22ရက်နေ့မွန်လွဲတနင်္ဂနွေ50မိနစ်ခန့်မှာဆလင်းမြို့နယ်လင်းစင်းတိုက်နယ်အထိုင်ချရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များက60မမ12လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတိပြုတ်နိုင်ခြင်းမရှိသေးပဲတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ ်ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးအင်အားက90လောက်ရှိတယ်။စစ်ခွေးတည်တဲ့စီးရင်တော့မသိရသေးဘူး။လေးကောင်တော့ထိသွားတယ်တော့သိရတယ်။ပြည်သူများအနေနဲ့လက်ရှိအခြေအနေအရဘေးလိုရာကိုရှောင်တိမ်ပြီးနေကြဖို့လေကြောင်းအန်ဒီရဲ့ view site ဖို့မှာကျင်ပါတယ်လို့မင်းဘူးခရိုင်အမှန်ငါတိုင်ရင်ကတာဝန်ရှိသူကပြောပြထားပါဗျ။၎င်းတိုက်ခိုက်မှုကိုပြည်သူကာကွယ်တပ်မတော်မင်းဘူးခရိုင်အမှန်ငါတိုင်ရင်ဆလင်းဘက်ကဖာဒေါင်းညင်အောင်ပျောက်ကြားအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတောင်ငူမြို့နယ်တောင်ငူမြို့အနောက်ဘက်အမြန်လမ်းမကြီးမိုင်းတိုင်း140ခွန်အနီးမှာတိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်တပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်မှုကြောင့်ကျေးရွာ9ရွာကပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမေလ22ရက်နေ့မွန်းလွဲ7:15မိနစ်ခန့်ကတောင်ငူမြို့အနောက်ဘက်အမြန်လမ်းမကြီးမိုင်းတိုင်း140ခွန်အနီးမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့များကြားတိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်ကောင်စီကတောင်ငူလမ်းစုံအနောက်ဘက် ဗမဲချောင်းအနောက်ဘက်ချမ်းမှာရှိတဲ့စဘာကျဲကျေးရွာပတ်ဝန်းကျင်မှာရဟယင်တိုက်လေရင်များနဲ့ဘုံကျဲကျင်ဆက်တက်နဲ့ပြစ်ခတ်ခြင်းများလှုပ်ဆောင်နေတဲ့အတွက်ကြောင့်ဒေသခံပြည်သူအများအများဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါတောင်ကုန်မြို့နယ်အနီးဆုံးကိုတိုက်ပွဲတွေကရောက်လာပါပြီစဘာကျဲကျေးရွာပတ်ဝန်းကျင်ကို Husky တိုက်လေရင်နဲ့ဘုံတွေကျဲတယ်ဆက်တက်နဲ့တင်းနဲ့ရွာတွေကိုပစ်တယ်တိုက်ပွဲကမပြီးသေးတော့အပြာစီအသေးပြောက်တော့မသိရသေးဘူးတိုက်ပွဲဖြစ်နေတာကစဘာကျဲရွာငုံမင်းရွာတွေမှာဖြစ်နေတာပါဓာအားပေးဆက်ယုံကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်တိုက်နေတာပါ ပြည်သူတွေတော့ကြောက်လန့်ပြီးတော့ဘေးလွတ်ရာကိုရှောင်ပြေးနေရတယ်လို့ဒေသနယ်ပြည်သူတို့ကရှင်းပြထားပါဗျ။တိုက်ပွဲဖြစ်ပွားရာနေရာကိုအမြန်လမ်းမကြီးရဲ့အရှိပံကံမောက်ကြီးရွာမှာအမြောက်ကားတုံးစီထားကပြစ်ကူပေးတိုက်ခိုက်လျက်ရှိတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ရဲ့လေရင်လက်နက်ကြီးများနဲ့ပြစ်ခတ်မှုကြောင့်စဘာကျွေရွာတောပူရွာ ကြက်ရိုးပင်ရွာဈေးပင်သာငုံမင်းရွာစတဲ့ကျေးရွာများကပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။အလားတူပဲမေလ18ရက်နေ့ကစတင်ပြီးတော့စစ်ကောင်စီကချင်းတောင်ဘက်ကိုစစ်ကြောင်းထုတ်လာတဲ့အတော့ဒေသခံပြည်သူတထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ CDF CDM စီရင်ကတာဝန်ရှိသူကပြောပြထားပါဗျ။စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုချင်းတော်လိုင်းရဲတပ်များဖြစ်တဲ့ CDF CDMC ရင် ် PDF ဇိုလန်နဲ့ KKG တို့ကမေလ21ရက်နေ့မနက်၈နာရီအချိန်ကစပြီးတော့ယခုအချိန်ထိကိုခုခံကာကွယ်တိုက်ခိုက်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောတနင်္သာရီတိုင်းဒဝဲမြို့နယ်အခြေစားအကြံဖတ်စစ်ကောင်စီရဲ့ခမရ၄ရက်တဲ့တပ်ရင်းကစစ်သားတအုပ်ဟာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၁၇ရက်နေ့ဒဝဲမြို့နယ်အခြေစားအကြံဖတ်စစ်ကောင်စီရဲ့ခမရ၄ရက်တဲ့တပ်ရင်းကစစ်သားတအုပ်ဟာ၎င်းကင်ဆောင်နဲ့လက်နက်ခဲယမ်းများနဲ့အတူလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ထံကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်ခဲ့တဲ့အတွက်နှွေးထွေးစွာကြိုးစိုးလက်ခံခဲ့တယ်လို့သိရပါဗျာ။ ချိတ်ဆက်ပြီးတော့ဝင်လာတာတော့မဟုတ်ဘူးယသူ့ဘာသာသူဝင်လာတာပါအလင်းဝင်တဲ့သူကစစ်လုတ်တတ်တော့15နှစ်လောက်ရှိသွားပြီတတ်သားပါပဲအဓိကကတော့လက်နက်နဲ့အလင်းဝင်လာတာဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကစူချင်းကိုထိုက်ထိုက်တန်းတန်းပေးပါမယ်ပေးလဲပေးပါတယ် အဲ့ဒါကြောင့်အဓိကထွက်လာမယ်ဆိုရင်လက်နက်ပအောင်ယူလာဖို့လိုပါတယ်။ကျန်တာတွေကတော့ဘာမှဆွေးနွေးစရာမရှိပါဘူး။အဓိကထွက်ပြေးလာမယ် CDM လုပ်မယ်ကြိုတင်ချိတ်ဆက်ထားတာပဲဖြစ်ဖြစ်မချိတ်ဆက်ဖဲနဲ့ထွက်လာမယ်ဆိုတာပဲဖြစ်ဖြစ်လက်နက်ပအောင်ယူခဲ့ဖို့ပဲပြောချင်ပါတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကပကဖအဖွဲ့ပြန်ကြားရေးတာဝန်ခံကရှင်းပြထားပါတယ်။အခုလိုမျိုးလက်နက်ခဲအများနဲ့အတူအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားကိုလောင်းလုံးမြို့နယ်ပကဖကကနအူးစုငွေချက်သိန်း30ချင်းမြင့်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ